ခံစားနေတဲ့ခုနှစ်ရသားသမီးအပေါင်းသူတော်ကောင်းတို့မြန်မာဝင်နဲ့ပဲခံခံဒေါ်လာနဲ့ပဲခံခံပြည်သူကမရှင်းလင်းလို့မင်းရင်ချက်ပြနိုင်ရမယ်ပြည်သူကိုစင်းစရာလည်းမလိုဘူးပြည်သူကိုရန်လုတ်စရာလည်းမလိုဘူးပြည်သူကိုထိမထင်ပုံစံမျိုးလဲလာလုတ်စရာမလိုဘူးကျေးဇူးရှင်စတိုင်ကြီးလဲလာမဖမ်းကြနဲ့နင်တို့ကပြည်သူရဲ့ကျေးဇူးရှင်မဟုတ်ဘူး နင်တို့လှုပ်ပင်းနေတယ်၊ကင်ပင်းနေတယ်ဆိုတဲ့ပတ်စံတွေကနင်တို့ပတ်စံတွေမဟုတ်ဘူးပြည်သူတွေရဲ့ပတ်စံတွေနင်တို့ကကြားခံကိုယ်စားလှယ်အနေနဲ့စီမံတဲ့အဆင့်ပဲရှိတယ်နင်တို့ကနင်တို့ဂျေဆုရှင်ကြီးတွေတိုင်းပြည်ကိုကယ်တင်နေတယ်ဆိုတဲ့ပုံစံမျိုးကြီးတွေမဖမ်းရနဲ့ညလုံးထဲမှာရန်တာဖြစ်တယ်အမိုက်ခံပြီးမပြောရဲကြဘူးဆိုတာကခုနကပြောတဲ့ဇွတ်တာရုခေါ်ရင်ဇွတ်ကာရင်ဇွတ်ကိုးွယ်တွေကိုကြောက်လို့မလို့လူတွေကမပြောရဲကြလား အေးအဲ့လိုမပြောရင်မပြောရင်မပြောရင်နဲ့နင်တို့ကလည်းနင်တို့ကိုတလို့မှန်ပါတယ်ဆိုပြီးတော့မှအောင်လန်တလူတူတွေလွင့်ပြီးနင်တို့သာလင်းနင်တို့သာလင်းတိုင်းပြည်ရဲ့ကယ်တင်ရှင်ကြီးတွေနင်တို့သာလင်းအနိုင်မဲ့တွေဖြစ်ကုန်ကြလားပြည်သူကိုလာပြီးတော့မှမတူမတန်နဲ့နင်တို့ကဆဲလုံးထုတ်ရလားအာနင်တို့နေနေတဲ့နင်တို့စားနေတဲ့ထမင်းလုံးတိုင်းမှာတော့မှပြည်သူရဲ့ချွေးနှဲစာတွေပါတယ်လွတ်တလားလွတ်ပါဦးနော်ဟုတ်လား င်တို့နေနေတဲ့အိမ်တွေညီတို့စီးနေတဲ့ကားတွေညီတို့တုံးနေတဲ့ပတ်စံတွေထဲမှာဒီပြည်သူတွေလှူဒန်းထားတဲ့ငွေကြေးတွေလွတ်ပါတယ်လို့ညီတို့တစ္ဆာဆိုရဲသလားဆိုရဲသလားဘဝအဆက်ဆက်တန်တရာအဆက်ဆက်ပါဇက်နေရလူတိုင်းပြောတတ်တယ်တပေါင်းဝင်လာတဲ့တပေါင်းလူလိုက်တယ်နော်ကုံသွားပြီညီများချင်းချလိုက်တာပြောတတ်တယ်လူတိုင်းလုံတတ်တယ်ပြောသေးတယ်အောက်ဆွဲတွေဟာသူ့လိုလုံနိုင်လို့လားတဲ့ဟဲသူကဘာတွေလုံနေရလို့လဲသူ့ လုံနိုင်စွမ်းရှိလို့ယုံကြည်လို့မှသူ့ကိုဆိုတာသူတယောက်တည်းမဟုတ်ဘူးနော်ဒီအလွန်ဝေကောက်ခံတဲ့သူတိုင်းကိုကျွန်မကပြောတာအဲ့တော့ဒီလိုလုံနိုင်စွမ်းရှိလို့ပြည်သူတွေကယော့လုံးဆိုပြီးတော့မှခိုင်းထားတာလေခိုင်းထားတာကိုဟေးပြည်သူကမရှင်းလင်းမှုဆိုရင်ပြည်သူကိုရှင်းလင်းအောင်ပြောပြနိုင်စွမ်းရှိရမယ်လေနော်မိကုံးကရှင်းရှင်းလေးမိကုံးလေးကရှင်းရှင်းလေးအခုတုံးနေတဲ့ငွေကြေးတွေအခုနေနေတဲ့ပိုင်ဆိုင်မှုတွေစီးနေတဲ့ကားတွေ ဝင်နေတဲ့လက်ဝက်လက်စားတွေပြည်ရင်းပြည်ပနော်အကုန်လုံးပဲအလူခံစားတဲ့သူတွေအကုန်လုံးကိုပြောတာပြည်သူရဲ့ငွေကြေးလွတ်တလားလို့ပြည်သူရဲ့ငွေကြေးလည်းမလွတ်ဘူးပြည်သူရဲ့ငွေကြေးနဲ့လည်းနေထိုင်ကြသေးတယ်ပြည်သူတွေကိုလည်းဘာဖြစ်လို့လှန်လန်ပြနေကြတာလို့ပြည်သူတွေရမ်းရိုးအားလို့နော်တို့တွေကတော့အဲ့လိုရိုးရတဲ့အချိန်မှာမပအောင်ဟုတ်ပြီဖောင်ဒေးရှင်းတစ်ခုထူထောင်နေကိုပစံနဲ့ကိုကျမဖောင်ဒေးရှင်းတော့အစိုးရအောင်ကျမသွားပြီးတင်လိုက်မယ် ကျမဘယ်သူစီမှာအလူမခံဘူးကျမပတ်စံနဲ့ကျမဒီ foundation ကိုကျမလေပတ်မယ်ဆိုရင်ကျမဘယ်သူမှဂယူဆိုင်ဆရာမလို့ဘူးဘာဖြစ်ဆိုကျမသူများပတ်စံငားများမှမယူထားတာမလို့အေးသူများပတ်စံယူထားပြီဟေးဆိုရင်တော့ကျမတို့ကစရင်ရှင်းတန်းကိုခြပြရမယ်